ောက်သားမြေဂျူအောင်နဲ့ပဲဂျူအောင်နဲ့များတယ်အဲ့တော့ဟိုနောက်ပိုင်းကျ confidence ကဂျူအပါလားဂျူအပါမဆိုရင် confidence ဖြစ်နော်ဂျင်းနေမှုတွေပေါ့နော်ဒါတွေကပြည့်ပြည့်ပါအဲ့တော့နှစ်ယောက်သားရင်တယောက်တည်းဆိုကိုယ့်ကိုကြောက်ကြောက်စိတ်ရှိရင်ခရင်းကတော့ဟိုစုစုကောင်းပတ်ပြီးတော့ဟိုဒုမနာဆိုနာရံဖြစ်အဲ့ဘယ်လိုပြောလဲတိုင်ပင်ပေါ့အဲ့လိုပဲဘယ်သူကဘယ်သူရံဖြစ်တာလဲကျွန်တော်ဘယ်လိုအဲ့တော့တော်တော်မိန်းကလေးမဆန်မိန်းကလေးမဆန်တော့တိတ်ပြီးစိတ်ကောက်တာရံဖြစ်တာတိတ်မရှိဘူးကျွန်တော်ကတော့မိန်းကလေးမဆန်ပြောတာ တို့လားဟုတ်လားဘယ်ကိုသွားတာလဲဒီမဟုတ်မင်းကတော့စိတ်စိတ်ဟိုသူကသူကကြတော့ဟိုပြောမယ်ဟိုတော့အုံငင်းကြဖြစ်တယ်ဖိနေဖြစ်တယ်ကွာဟိုမနိုင်မဲ့ကိုကတော့ ။ဒါကြောင့်လို့ stress ရတယ်။ stress ရတယ်ဆိုတော့တချို့ပွဲမျိုးတွေနဲ့သဟာသာလာမဖြစ်ဘူး။တချို့ပွဲမျိုးတွေကြာလို့ရှိရင်ကြီးများပါတချို့ပွဲမျိုးကြာလို့ရှိရင်ကိုယ့်ကိုရိုးချင်းမှုရှိရင်အဲ့လိုမျိုးကိုယ်ကဖြစ်တယ်။ဒီကကြောင့်သဟာသာလာပြန်။ဒါကြောင့်လို့ရှိရင်သူ့ကြံလေပြန်ပြီးအားယူရရှိတယ်။ဒီလိုအလိုရောဖြစ်နေတာ။ဘာမှမပြောရအောင်အစီပြေသွားလိမ့်မယ်ဆိုတော့ပြောတဲ့ချက်ကပေါ့နော်။အဲ့လိုမျိုးဆိုတော့တယောက်တူတူတွဲပြီးတော့ဆိုရတဲ့ပွဲဆိုတော့ကိုယ့်ရဲ့ confidence ရှိရယ်။ဘာလို့လဲဆိုတော့ ဟိုများသောရင်ပွဲတွေမှာအကိုတို့က best stage ဆိုတာစိတ်ပြီးစီးတယ်စင်ပေါ်ရောက်လို့ဆိုလို့ရှိရင်တော့ယုံကြည်မှုပျက်တာပေါ့နော်ဟိုဘယ်တော့ပဲစိတ်ပြီးစီးနေစိတ်ပြီးစီးနေအဲဒါပေမဲ့မှားတာပဲပွဲတိုင်းမှာလွယ်လွယ်ချော်ချော်ရရှိတာပဲဒါပေမဲ့ဟိုတယောက်တယောက်တည်းဆိုတော့ဟိုဒီဘယ်ဟိုဘယ်ကမှတယောက်တည်းလာဆိုလဲဆိုတော့ကိုပဲမှားတာပေါ့နော်နှစ်ယောက်လာနှစ်ယောက်မှားတော့ကိုပြောဦးတော့ ခုလိုမိဆက်နေရဲ့ဒီ investment တစ်ခုကိုအဲမြင်ရတဲ့အခါမှာဒီဂီတပိုင်းဂီတနဲ့ပတ်သက်တဲ့အတွေ့အကြုံကိုအထူးယူရတာရောပြီးတော့ဒီဖန်တီးမှုနဲ့ပတ်သက်တဲ့ creation ပိုင်းကိုအထူးယူရတာအများကြီးပါပဲကိုယ်ယူပါတယ်လို့ပြောချင်ပါတယ်အာဒီနေ့မိဆက်နေရဲ့ favorite joy ရောပြီးတော့ set production ပဲရောဒီ team တစ်ခုလုံးပေါ့နော်အဲဒီကြိုးစားရတဲ့ team တစ်ခုလုံးအတွက်အများကြီးဝမ်းသာတယ်ဘုံလေးလို့ပြောချင်ပါတယ်။အဲကျွန်တော်တို့ဟိုဒီရုပ်ကကြတော့ဟိုပြောမလဲစိတ်ကနေတော့လိုက်တာပေါ့နော်။အဲ့တော့စိတ်ကတော့အဓိကအဲ့တော့စိတ် အဲစိတ်ကြသွားတာစိတ်ပြတ်သွားတာစိတ်ကုန်သွားတာဆိုရဲဟာဟိုဒီယုတ်ကတိတဲ့အခြေချလို့ဆိုဖြစ်လို့ငလန်ထဖို့ကျွန်တော်တို့ကြိုးစားရတယ်။ဒါပေမဲ့ခုနပြောသလိုပေါ့ကြောင်းမြန်အနေနဲ့ဆိုလို့ရှိရင်လည်းဒီစိတ်ကိုကျွန်တော်တို့ကောင်းကောင်းလေးပြုစုပြောထောင်ပေးနိုင်မယ်ဆိုလို့ရှိရင်လည်းယုတ်တရားတော့ကနေပြီးတော့ပြန်လိုက်လာတာပဲပေါ့နော်။ဆိုတော့ဒီလိုမျိုးစိတ်ဆုံးဆုံးမမြုပ်တော့အောင်တနည်းအားဖြင့် ကိုတယောက်တည်းတကူစားအနေနဲ့ကြည့်တော့ဒီ problem line ကတော့အကြီးကြီးပဲပြဿနာဆိုအကြီးကြီးပဲဒါပေမဲ့တယောက်တည်းမဟုတ်ဘူးဆိုရယ်စိတ်နဲ့ကြည့်လိုက်ရင်ကျတော့လေနည်းနည်း dilute ဖြစ်သွားတာเนาะကျော်သွားတာဟိုကြီးကျော်သွားတာဘာကြီးဖြစ်သွားနောက်တစ်ခုကဒီဟိုနေရာတနေရာလေး အတွက်ပဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ zoom out လုပ်ကြည့်လိုက်ပါဘောနော်ဒီကဘာကြီးတစ်ခုလုံးဒါပေမဲ့ art နောက်ခါကျနေဆက်ကြောက်လား universe လောက်ထိဆိုလို့ရှိရင်တော့ဒီ problem ဆိုတဲ့ပြဿနာကိုတော့ဘာမှမဟုတ်တော့ဘူးဆိုတော့စိတ်ကလေးဖြစ်သွားတာပေါ့နော်ဒါကတော့ကုစားမှုတစ်မျိုးပါပဲအဲစိတ်ကုစားမှုတစ်မျိုးပါပဲဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့ဟို survival လောက်အောင်ပေါ့နော် adaptation လောက်အောင်ဖြစ်တဲ့အနေအထားလေးကိုအဲရောညီထွေအောင် adaptation လောက်ကမယ်အဲ့ပုံမှာရအောင်ရှင်းသင်ရမယ်ဆိုတော့စိတ်ကတော့အရေးကြီးဆုံးပါအဲ့လိုနည်းနဲ့တော့ကြောက်ပြရတာ မပြောဆိုလို့လေဟိုကိုယ့်ရဲ့ဒီအဲဟာပြောတဲ့ကျွန်တော်တို့အချင်းကြီးအကြောင်းကြောင်းကြောင်းလေးလည်းရှိရပါတော့เนาะဆိုတော့အဲ့ဒီမှာအဲကိုယ့်ရဲ့ music video တွေပုံပေါ်မှာအဲဖန်တီးရမယ်ကိုအား site ထုတ်နိုင်တဲ့ amount လောက်ကိုလက်သတ်မှတ်ထားတယ်။အဲကြောင့်လည်းအဲစူဇာမိတဲ့အချင်းကြီးရှိတယ်လို့ဒါပေမဲ့ခုနောက်ပိုင်းကျတော့လည်းကိုတခုထားရတယ်ပုံများတယ်ပေါ့နော်။ဆိုတော့အဲအဲ့ဒီမှာမှအဲအဲ့နိမိတ်လောက်ထားတာပေါ့ဆိုတော့အဲ့အဲ့ဘောင်ကျော်သွားရင်နည်းနည်းဟိုကိုစူးစမ်းရတဲ့အပိုင်းတွေရှိရပါတော့။အဲ့တော့ အဓိကပြောချင်တာကတော့အခုဒီနေ့ဆိုရင်မိဆက်နေလောက်သွားတဲ့ဒီ music video ဆိုရင်တော်တော်လေးကိုဒီကဲဒီ music ပိုင်းမှာရောစိတ်နဲ့ပိုင်းမှာရောအများကြီးအားဆိုင်ထုတ်ထားပြီးတော့ဟိုကိုကတော့သူ့အကြည့်ပြောမှုဒီဒေးတစ်ခုကိုရတယ်ဘာလို့ဆိုသူ့ပေးချင်တဲ့ message ကိုလည်းခံစားရတယ်ဆိုတော့အဲအဲအဲ့ဒီ limit ဖြစ်တဲ့အပိုင်းမှာနည်းနည်းလေးကောင်းကောင်းချရတဲ့အပိုင်းလေးမျိုးရှိတယ် ကျွန်တော်ကတော့ဘာကိုကြည့်လဲဆိုတော့ဒီ facility ပေါ့ပြင်ပနော်ကုန်ကြရပတ်စံတွေဖန်တီးမှုတွေ quality တွေရဲ့နောက်ွယ်မှာရှိနေတဲ့မိဆန်ကြီးရဲ့စိတ်ပေါ့နော်ဟိုမိဆန်ကြီးဒီဘလောက်တုံးနေပြီးတော့ဘလောက်ချပြခြင်းနေဆိုတော့သူ့ရဲ့ရှင်ထဲမှာဖြစ်လာတဲ့ဒီ inner inner ကလာတဲ့ဖြစ်ချင်မှုပြီးတော့သူ့ရဲ့ယုံကြည်မှုပြီးတော့ ဟိုတံမိုးထားမှုဒါတွေကိုကျွန်တော်တို့ကမြင်ရတာပေါ့နော်ဆိုတော့ဟိုတံမိုးထားမှုကငွေနဲ့တိုင်းအချိုးကျတာမျိုးမဟုတ်ပေမဲ့လည်းဒီလောက်ငွေကိုသူတခြားနေရာမှာမသုံးမဲ့ဒီမှာ invest လုပ်နေဆိုတာသူကတံမိုးတံမိုးထားမှုတစ်ခုပဲဒါကိုဟိုဟိုအတူတူလုံးလုံးနေကြတကယ်ချင်းတွေကလည်းသတိထားမိတယ်အတိအမှတ်ပြုတယ်ပြီးတော့ဟိုဥပမာငွေကိုပို့ဩပြီးသုံးပြီးတော့ရင်းနဲ့စိတ်ဆင်တာမပါဘူးဆိုလို့ဆိုလို့ရှင်လေဒီရက်လက်ကဟိုဘယ်လိုပြောလဲပြီးပြည့်စုံမှာမဟုတ်ဘူးအဲ့တော့မိစ္ဆာနေသည်ဟိုချူော်ပေါ့နော် ကျော်တာဒီကျော်တော့ကို DUE อ่ะချင်းလားဘတ်ညာပေါ့နော်သူ့ရင်ထဲကစိတ်စေတနာကိုလည်းကျွန်တော်ကခံစားရတယ်မိစံတီးကအရန်ကိုစိတ်စေတနာကောင်းတဲ့လူတယောက်ဆိုတော့ဒီပေါင်းခဲ့တဲ့ကာလအရန်မကြသေးပေမဲ့အမခံနိုင်တယ်ပြီးတော့ ဒီဟာတခုတည်းပေါ့ပဲသူစိတ်စိတ်လေးကောင်းရင်တော်ပြီဆိုပြီးတော့လှုပ်ရှားလှုပ်နေတာမျိုးမဟုတ်ဘဲနဲ့ဒီအလုပ်ပေါ်မှာလည်းတာဝန်ကျေမှုကိုသူ့ရဲ့ဒီတုံးဆဲမှုတွေအဲဒီယင်းနိမ့်မှုတွေတွေလည်းပြဆိုတော့အဲ့တခုတော့ရလက်ကောင်းတွေကိုရမယ်လို့ကျွန်တော်ယုံကြည်တယ်ပြီးတော့ဟိုဒါရီကကျွန်တော်တော့သွားပြီးတော့လေဒီချင်းကောင်းတယ်ဒီချင်းကအရန်ကုန်ထားတာကြည့်ပေးပါအောင်အားပေးပါအောင်လို့ကျွန်တော်တော့ပြောလို့မရဘူးစိတ်လှမ်းရနေပြီးတော့ယင်းထဲကနေပြောပါပဲဖြစ်လာတဲ့အမှန်တရားကိုလူတွေကခံစားတာဖြစ်တဲ့အတွက်အဲ့ဒီအဲ့ဒါကိုကျွန်တော်ပုံတန်မှုထားပါတယ်မိစံနေပြီးတော့လေကျွန်တော်ကလေအဲစိတ်ထားကောင်းတယ်ပြီးတော့ပြီးပါပေါ်တည်တတ်တယ်ပြီးတော့သူရှင်သန်ရက်တည်နေပုံဝင်ချေပေါ်မှာသူအေဂျင့် ်မှုလေးတွေကိုသူပြပေးတယ်ဒီအကျိုးရလဒ်ကိုသူရအောင်ခန့်စားမယ်လို့ပြောချင်တယ်ဟုတ်ကွန်ပျူတာရဲ့တော့အတွဲလေးထုတ်ဖို့ project လေးတွေရှိရှိပါတယ်အဲဒါကတော့အစ်အစ်အစ်ဖြစ်မှာပေါ့ကွန်ပျူတာကျွန်တော်ကရုပ်ရဲရှင်းနေစုရများရဲဆိုတော့လည်းနောက်ပိုင်းမထွက်ဖြစ်တဲ့အခြေအနေများရတယ်ပေါ့နော်ဆိုတော့နောက်ထပ်အသစ်လေးလုပ်ဖို့ရှိတယ်ပြီးတော့တယောက်သေးလေးလည်းချူတာနေပါတယ် ူတော်လည်းကမန်တိုင်းပြောရင်ကျွန်တော်ဒုတိယ second solo မှာဟိုဆိုတာနှစ်ပုတ်ရှိတယ်အဲနှစ်ပုတ်လုံးကတော့မန်တိုင်းပြောရင်တည်ထားပြီးသားပဲเนาะတပုတ်ကတော့အလုံးမှတ်တာအလုံးမှတ်တာကတော့ official ထွက်ထားပြီးသားကိုကျွန်တော်တို့က acoustic ပေါ့เนาะဆရာချစ်စန်းဘောင်ရဲ့ acoustic guitar version လေးနဲ့ပြန်လုပ်ထားတာရှိတယ်နောက်တစ်ခုတော့ဒဇိုဒီယာပေါ့ဒဇိုဒီယာအဲဆရာဦးသူကမိန်လိုင်းရဲ့တစ်ချက်ကိုကျွန်တော်ပြန်ဝယ်ပြီးဆိုတာအဲ့ဒါလည်း cover cover ထွက်တာ ဘယ်နှစ်လောက်ရှိလဲ6ကာဘာ6နှစ်လောက်ရှိတယ်9နှစ်လောက်ရှိကာဘာနေပဲ9နှစ်လောက်ရှိပြီဒါပေမဲ့ official ကိုအခုဒီမထွက်ရသေးဘူးဆိုတော့အဲ့နှစ်ကတော့ tree channel နေရပါဘောเนาะ channel အစ်စ်ကတော့မကြိုက်ခင်မှာ top up လုပ်နေရည်ရထားတဲ့ project လေးရှိတယ်ဒါတော့ day ဆရာရွှေတော်ရေးဆက်တာရှိတယ်အဲ့လိုရှိတယ်ကိုကတော့လေဒီ covid နောက်ပိုင်းမှာတော့အဲ့လိုမျိုး season နဲ့ကျွန်တော်တို့လုံး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 ကံမျိုးရှိတော့ ဟိုစိတ်အာဒီသားနဲ့လာတဲ့အခွင့်အလမ်းပေါ်မှာလုံးလုံးကြပြီးမှရှိရပါတော့ဟိုကွဲရင်ဆိုလဲကျွန်တော်တို့အများကြီးအဲဟိုချုပ်တိုင်းတွေ့တိုင်းဆိုတာမျိုးတော့မဟုတ်တော့ဘူးပေါ့လေအဲကိုယ့်အတွက်စိတ်သက်သာရမယ်ကိုလဲလူလူလူသားတယောက်ဆိုတော့ချင်းဆိုတာဖန်ပေမဲ့လည်းဒီခါလေးစိတ်ပင်ပန်းနဲ့စိတ်ပီစည်းတယ်အဲနောက်တော့စိတ်ဝန်းကျက်တဲ့အခါမျိုးကြလို့ရှိရင်လူကွဲလေးတွေမှာကိုယ်ချင်းလေးတွေစူလိုက်မှတော့မဟုတ်ကိုစူပြတာကိုလာနာလာနားဆင်အားပေးတဲ့လူတွေရဲ့ပျော်ရွှင်မှုကိုကြည့်လိုက်တော့မှဒီပျော်ရည်ပြန်ကူးဆက်ပြီးကိုယ့်ကိုယ်ကိုလည်း ပြန်ခုတလို့ရတာပေါ့နော်ဟီးလို့လို့ရပါအဲ့လိုမျိုးနဲ့ပတ်သက်တဲ့ပွဲမျိုးလေးတွေကျွန်တော်လက်ခံဖြစ်တယ်ဆိုဖြစ်တယ်အများဆုံးဖြစ်ဂျူအွန်နဲ့ပဲဂျူအွန်နဲ့များတယ်အဲ့တော့ဟိုနောက်ပိုင်းညာ confidence ကဂျူအပါလားဂျူအပါမဆိုရယ် confidence ဖြစ်နော်ဂျင်းကြီးမှုတွေပေါ့နော်ဒါတွေကပြည့်ပြည့်ပါအဲ့တော့နေရာတိုင်းတယောက်တည်းဆိုကိုယ့်ကိုကြောက်ကြောက်စိတ်ရှိရတယ်ဒီကောတော့ဒီဆုလူကောင်းပတ်ပြီးတော့ဒုံနာဆိုနာရံဖြစ်အဲ့လိုမျိုးတိုင်ပင်ပေါ့အဲ့လိုမျိုးဘယ်သူကဘယ်သူရံဖြစ်တာလဲကျွန်တော်

ော့ official တွေချပြန်ခုနကပြောရတည်လား light တော့ကွမှာကောင်းမလေးရှိရဲဒါပေမဲ့ဟုတ်လားဟုတ်လားသူပြောရတာသူကျွန်တော်လေအဲကျွန်တော်ပြောတာဟုတ်လားမသိဘူးဘာထင်လို့ကမသိကြဘူးမသိကြလားမသိကြဘူးဘာချင်းနေဘာလုံးနေဘာချင်းနေစုမာတယ်လောက်တော့သိရင်သိကြလိမ့်မယ်ခြေထဲကတော့သိကြပါဘူးဒါကတော့အဲ့လိုပဲပုံမှန်ပုံမှန် ပြိတ္တရီတီချင်တို့ပဲပြိတ္တရီခန်းစားနေရသလိုပဲပုံမှန်လေးတွေပဲအဲကျွန်တော်တို့တကယ်ချင်းနေရောတကယ်ချင်း relationship ကိုဒီဘက်အပိုင်းမှာဆိုလည်းလည်းပဲဖက်တန်းနေပါလေလို့ဟုတ်ပါဘူးသူကသူကကြတော့ဟိုပြောမယ်ဟိုတော့အုံငင်းကြဖြစ်တယ် feeling ဖြစ်တယ်ကွာဟိုမနိုင်ပဲအကူရတာဒါကြောင့်လို့ stress ရတယ် stress ရတာတချို့ပွဲမျိုးတွေလည်းသာသာလည်းမဖြစ်ဘူးတချို့ပွဲမျိုးတွေကြလို့ရှိရင်ကြီးများ ချုပ်ပေးပြရလို့ရှိရင်ကိုယ့်ကိုရိုးချီးမှုရှိရင်အဲ့လိုမျိုးကိုယ်ကဖြစ်တယ်။ဂျူရဲကြတော့သာသာပြရတယ်။တခါကြလို့ရှိရင်သူ့ကြံလေးပြန်ပြီးတော့အားယူရရှိတယ်။ဂျူရဲအဲ့လိုတော့ဖြစ်နေတာ။ဘာမှမယူရအောင်အစီပြွားလိမ့်မယ်ဆိုတော့ပြောတဲ့ချက်ကပေါ့နော်။အဲ့လိုဆိုတော့တရားအတူတူတွဲပြီးတော့ဆိုရတဲ့ပွဲဆိုတော့ကိုယ့်ရဲ့ confidence ရယ်။ဟုတ်လဲဆိုတော့ဟိုများသောပြပွဲတွေမှာအကူရော best stage မှာစိတ်ပြည့်စည်တယ်။စင်ပေါ်ရောက်လို့ဆိုလို့ရှိရင်တော့ရိုးချီးမှုကိုပြရတာပေါ့နော်။ဘယ်လောက်ပဲစိတ်ပြည့်စည်နေစိတ်ပြည့်စည်နေ။အဲဒါပေမဲ့မှားတာပဲပွဲတိုင်းမှာလွယ်လွယ်ချော့ချော့ရရှိတာပဲ။ဒါပေမဲ့ဟိုတယောက်တယောက်တည်းဆိုတော့ ဟိုဘယ်ဘယ်ကဘယ်ကဘယ်ကမတယောက်ထဲလာဆိုရဲဆိုတော့ကိုပဲမားတာပေါ့နော်နှစ်ယောက်လာနှစ်ယောက်မားတော့ကိုပြောတော့အခုပြောခွန်အားပေးတဲ့သူကျွန်တော်ကဘာမှသိမတွေ့တဲ့သူဆိုတော့ခိုင်ကြရင်အဲ stress ကရှိတယ်လို့မရှိဘူးဒါပေမဲ့အဲအမြင်နဲ့တစ်ခုပွဲတစ်ခုပဲကိုပြမပါတဲ့ပွဲလေးပဲဖြစ်ကိုကြုံခဲ့တယ်လို့တွေ့ကြုံနေပြန် share ပြန်ပြောအဲကြောင့်လည်းပြန်ပြီးတော့ခွန်အားပြန်ပေးအဲလို့ရှိရင်နှစ်ယောက်စုံတဲ့ပွဲလေးကြတော့လေ client ကလည်းစုံရဲလူချင်တာမျိုးလေးရှိတော့အဲနှစ်ယောက်တူတူဆိုတော့ အနည်းငယ်ပေါင်းဖို့ဖြစ်တယ်လို့လည်းပုံမှန်အသေးရတာပေါ့လေတယောက်တည်းဆိုရဲစနေပြီးနားထောင်ပြီးဘိုးဘို boring ပေါ့ပြင်းလာရဲ့ခါနှစ်ယောက်တွဲဆိုပြလိုက်တော့တော့တမျိုးလေးမြင်ရတာအောက်ကနားထောင်နေသူလည်းနည်းနည်း unison ဖြစ်လာတယ်ခံအဲ့တော့ဟိုကန်ကန်ဆက်လို့ပဲဟို chemistry လို့ခေါ်မှာပေါ့နော် chemistry ဆိုတာဟိုဘယ်လိုပြောရမလဲတယောက်တည်းတယောက် debut debut တယ်ပေါ့ဒီ music နဲ့ပတ်သက်ရင်ဥပမာထားပါတော့ကျွန်တော်တို့က အဲဟိုဆေးအောင်မှာတစ်ခါလေးပေါ့ ground ကစားဖြစ်လို့ဟိုတစ်ခုခုပေါ့နည်းနည်းခက်တန်းတန်းဖြစ်နေခဲ့ရင်တော့ဆေးပေါ်ရောက်တဲ့အခါကျတော့လို့ရှိရင် chemistry ရှိတယ်။ဟိုဘေးယူလို့ညရဲပြီးတော့တချင်းလေးတွေကိုဟိုကြောက်ပတ်မိုးပေးတယ်တယောက်တော့ဆွဲချရမျိုးပတ်မိုးပေးအဲဒီ chemistry ကိုကျွန်တော်ခံနေတာလည်းမဟုတ်ဘူးဟိုတက်တက်လှုပ်ထားတာလည်းမဟုတ်ဘူးဒါပေမဲ့ဆေးပေါ်ရောက်တဲ့အခါမှာသူ့တဟဇာနာဖြစ်သွားတယ်ဆိုလို့ရှိရင်ကိုလေးယုံကြည်မှုရှိတယ် ပြီးတော့ဒီပွဲလေးတစ်ခုဆိုခဲ့တာမှတ်ပေမဲ့ဒီပွဲလေးပေါ်မှာယုံကြည်မှုနဲ့ဖြတ်သန်းရတဲ့အခါနောက်နောက်နောက်ထပ်လောက်ရမယ့်လုပ်တွေအတွက်ယုံကြည်မှုထပ်ရအောင်နောက်ဆုံးလို့ဒီပဲပါတကယ်တော့ဟို share senior athletic ဆရာတော့ကိုဝီးမိုက်ပါတယ်မိုက်တာအထက်ကတော့ကိုပြီးတွဲပြီးတွဲမိတဲ့ချက်တွေရမ်းများတယ် strong မော်ရောနဲ့ရောက်တော့ဆိုပြစ်တာလက်ချွေးလိုရသေးတယ်ဒါပေမဲ့အဲ့တတိလေးကိုပဲအလုပ်အလုပ်လုပ်ခွင့်ရနေအောင်ပေါ့နော်အလုပ်ဖြစ်နေပေါ့အဲ့အချင်းအစ်စ်ကတော့အခုက project လေးကတော့ဟို တခြား producer တွေကလုပ်တာဆိုတော့လေသူတို့စီစဉ်ပြီး ready ဖြစ်တဲ့အချိန်ကျရင်တော့ဒီလို platform အနေနဲ့ media ပဲလေးလေးစားစားဖိတ်ပြီးတော့ချိန်ညာပဲလို့ကျွန်တော်ထင်တယ်။ဟိုကိုယ့်ကိုလုပ်တဲ့ဟာကတော့ဘယ်လောက်ကြာပါလဲ။ကိုယ့်ကိုလုပ်တဲ့ဟာတစုံတရာတစုံတရာဆိုတဲ့ချင်းလေးအဲ့ဒါလေးကတော့ဆိုချင်းကောင်းလေးပဲလေအဲ့ဒါလေးတော့ကျွန်တော်ဒီကြားထဲမှာ Jordan Diamond နဲ့အဲ့ဒါလေးထွက်လိုက်မလားဘူး။ Music video လေးတစ်ချက်စဉ်းစားနေပါတော့အခုဒီဆက်တွေက high flow ကြီးလို့ပြောပါတော့ကိုယ့်ကိုယ်နည်းနည်းပြန်ပြီးတော့နောက်ပြန်ဆုံးဆက်သွားချီရအောင်အဲဒီမီဒီယာရှေ့တော့အများကြီးဖွင့်ဖြစ်ပါဘူးဒါပေမဲ့မီဒီယာရှေ့ရောက်လာတဲ့အချိန်မှာလည်းဟိုကျွန်တော်တို့ပေါ့နော်အခုလိုမျိုးအဲအတိအမှတ်ပြုတ်ပြီးတော့တစ်ခုတည်းအောင်အဲလာပြီးတော့မိကုန်းလေးတွေမေးပြီးရဲ့မီဒီယာတွေလည်းချီးစွတ်တယ်လက်ကင်ပြီးတော့မေးပြီးတချို့တည်းနဲ့အဲခဏခဏဒီလိုမျိုးစကားတွေပဲတစ်ခါတစ်ခါပြောရတဲ့အခါမှာနားစစ်သူတွေလည်းအဲ ိတ်နောက်ဆက်ဖြစ်ပါလေပေါ့နော်အဆင်ပြေကြပါစေအေးကြပါစေဆုတောင်းပါအားလုံးပဲကြားပါပါစေလို့ပြောဒီနေ့အာဒီနေ့ရဲ့မစ္စတာရဲ့အာဒီ favorite ပေါ့နော် music video လေးကိုလည်းဒီတချင်း music video ကစကားသစင်အကုန်လုံးပေါ့နော်ခါးခါးလေးစပြပါအောင်ပြောချင်တယ်ဆိုစနစ်ကျန်စနစ်မှာကျော်ပါဟုတ်ကဲ့